မင်္ဂလာပါရှင်။နိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့ရက်ရန်ကုန်တွင်တင်းဆောင်ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့မြောက်ကလာပါမြို့နယ်အမှတ်လေးအခြေခံပညာအလဲတန်းကျောင်းတွင်အခြေခံရှေ့ဥပြုစုခြင်းသင်တန်းဖွင့်လှစ်တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမြောက်ကလာပါမြို့နယ်ကြက်ချိန်ဤအတင်းကွင်းနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သောအခြေခံရှေ့ဥပြုစုခြင်းသင်တန်းဖွင့်လှစ်ခြင်းကိုနိုဝင်ဘာ14ရက်နေ့နဲ့9ရက်ကအမှတ်လေးအခြေခံပညာအလဲတန်းကျောင်းတွင်ပြုလုပ်ရာ မြို့နယ်ကျေးဇူးနီအတင်းကွဲဥက္ကဋ္ဌဦးမြတန်းကအမှားစကားပြောကြားပါရယ်။တင်းနှန်းကိုတင်းနှန်းသားတင်းနှန်းသူ80ဦးတယောက်တည်းယူမှဖြစ်ပြီးတင်းနှန်းကာလမှာနှွေမှာ14ရက်မှ16ရက်နေ့ထိဖွင့်လှစ်မှာဖြစ်ကာမြို့နယ်ကျေးဇူးနီသူနာပြုတ်တက်ခွဲမှုဦးအောင်ကျော်ကျော်နှင့်မိပြ6ဦးတို့ကတင်ကြားပို့ချမှဖြစ်ကြောင်းသိရှိရပါရယ်ရှင်။ဒီသတင်းကိုတော့တက်လွင်စုကပေးပို့လာတာပါ။ ဆက်လက်တင်ဆက်ပေးမှာကတော့2025-2026ပညာသင်နှင့်အခြေခံပညာအလဲတန်းအဆင့်နှင့်မူလာတန်းအဆင့်ဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲများကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်တွင်2025-2026ပညာသင်နှင့်အခြေခံပညာအလဲတန်းအဆင့်နှင့်မူလာတန်းအဆင့်ဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲကိုနိုဝင်ဘာ15ရက်ကအမှတ်နှစ်အခြေခံပညာထက်တန်းကြောင်းတော်ကရည်တနာခံမှာမှာမြို့နယ်ပညာရေးမှူးဒေါက်ခင်တန်းဦးကအဖွဲ့မှစကားပြောကြားပါတယ်။ အဆိုပါဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲကိုကြောက်တန်းမြို့နယ်တွင်ရှိအခြေခံပညာကျောင်းများမှအလေတန်းအဆင့်ဆရာဆရာမ192ဦးမူလာတန်းအဆင့်ဆရာဆရာမ492ဦးဖြင့်သင်တန်းကာလ3ရက်ဖွင့်လှစ်မှဖြစ်ကြောင်းသိရပါသည်အလာတူ2025-2026ပညာသင်နှင့်အခြေခံပညာအထက်တန်းအလေတန်းမူလာတန်းမြို့နယ်အဆင့်ဘာသာရပ်စွမ်းရည်မြင့်မွမ်းမံသင်တန်းကို နိုဝင်ဘာ14ရက်နေ့နဲ့ပိုင်းကကော်မူးမြို့နယ်မြို့တည်ရက်ကွက်အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ကျင်းပရာဆရာဆရာမ969ဦးတက်ရောက်ကြကြောင်းသိရပါတယ်။အလာတူတွင်တေးမြို့နယ်တွင်အခြေခံပညာအလဲတန်းနှင့်မူလာတန်းဆရာဆရာမများဘာသာရပ်စွမ်းရည်နှင့်ဆွေးနွေးပွဲကိုနိုဝင်ဘာ14ရက်နေ့နဲ့9ရက်ကအမတ်နှစ်အခြေခံပညာအထက်တန်းကျောင်းပညာရည်တနာခန်းမမှကျင်းပရာဆရာဆရာမ234ဦးတက်ရောက်ကြကြောင်းသိရပါတယ်။ အလားတူတိုက်ကြီးမြို့နယ်2025-2026ပညာသင်နှင့်အခြေခံပညာအထက်တန်းအလေတန်းမူလာတန်းအဆင့်ဘာသာရပ်စွမ်းရည်မြင့်မုံမှန်သင်တန်းကိုနိုဝင်ဘာ14ရက်နေ့နေ့ပိုင်းကတိုက်ကြီးမြို့နယ်အခြေခံပညာအထက်တန်းကျောင်းကျောင်း၃ကျောင်းတွင်ဖွင့်လျက်ဆရာဆရာမစုစုပေါင်း2040ဦးတက်ရောက်ကြကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပြီးမှာကတော့တာမွေမြို့နယ်တွင်အသက်25နှစ်အောက်အမျိုးသားဖူဆဲဘောလုံးပြိုင်ပွဲဆုချီမြင့်တဲ့တွင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတောင်မွေမြို့နယ်အာကစားနှင့်ကာယပညာကော်မတီနှင့်မြို့နယ်ဘောလုံးဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသောအသက်25နှစ်အောက်အမျိုးသားဖူဆဲဘောလုံးပြိုင်ပွဲဆုချင်းညင်ခြင်းခံနာကိုနိုဝင်ဘာ14ရက်ညနေပိုင်းကရန်ကုန်မြို့တောင်မွေမြို့နယ်နှစ်ချောင်းရက်ကွက်ဓမ္မဒါနလမ်းရှိနှစ်ချောင်းအာကစားဝင်နေကျင်းပရာခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များမြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများရက်ကွက်အုပ်ချုပ်ရေးမှူးများ အားကစားဝါသနာပါသူများပြိုင်ပွဲဝင်အသင်းများမှအသင်းအုပ်ချုပ်သူများနီးပြများနဲ့ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြကြောင်းသိရပါတယ်။စူပေပွဲတွင်ပထမဒုတိယတတိယနှင့်နှစ်သိန်းစုရရှိသောအသင်းများပွဲစဉ်တခြားအကောင်းဆုံးကစားသမားဆွေရရှိသူနှင့်အကောင်းဆုံးကုသမားဆွေရရှိသူများအားတင်ငန်းချုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစုံမှုထိုင်နှင့်တာဝန်ရှိသူများကဆွေများအသီးသီးချင်းချင်းကြောင်သိရပါရဲ့ရှင်ဒီသတင်းကိုတော့နိုင်လင်းအောင်ကပြပူလာတာပါ